မိမိနေကောင်းလားမိမိလို့မိကုန်းလေးနေပဲစလိုက်ချင်ပါလေဒီကနေ့တော့ဆန်းစုကြည်ကျမ်းမာရေးနဲ့ပတ်သက်ပြီးစိုးရင်ပွဲရသတင်းတွေထွက်ပေါ်လာနေတယ်လို့ဒီအပိုင်းမှာတော့ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းတွေကိုခက်စိတ်စိတ်ထုတ်ပြန်လာတာကိုလည်းသတိထားကြဖို့လိုပါတယ်ဒါပြင်မှာဒီကနေ့မန္တလေးတိုင်းပျော်ပွဲသတင်းတွေရှိနေတယ်လို့မနေ့ကအင်ဝိုင်း ပကပပပပလာဖရီနဲ့ပတ်သက်ပြီးခမှန်ပေးပို့လာတဲ့ဗီဒီယိုသတင်းစကားတွေရှိနေပါတယ်။ကဲအင်ဝိုင်းကိုအရင်ကြည့်ရအောင် ဒါကတော့အင်ဝိုင်းပြည်သူတွေကမကွေးတိုင်းဒဲကအင်ဝိုင်းပြည်သူတွေစစ်တပ်လည်းကြောက်ရပကပလည်းကြောက်ရဆိုတဲ့အခြေအနေကိုတက်တည်လာပြတာဖြစ်ပါတယ်မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချီမြို့တရင်ရှိနေမြစ်တိတ်စုံပကပဖ ပဖပလဖထိုးသူတွေကအင်ဝိုင်းကျေးရွာနေပြည်သူတွေကိုဖမ်းဆီးရိုက်နှက်မှုတွေရှိနေတယ်လို့အင်ဝိုင်းကျေးရွာကပြည်သူတွေကဖမ်းဆီးတတ်သူ၈ဦးကိုလွှတ်ပေးဖို့ရှစ်ရက်တိုင်တိုင်ဆန္ဒပြတပိမောက်နေကြပါတယ်ဆန္ဒပြနေကြပါတယ်နောက်တစ်ဗီဒီယို ေဟာစကစလေတော်လန်ရစကစလို့တော်စကစကိုတော်လန်တဲ့လူတွေကိုလေထမင်းကျွေးရလှူရတန်းရထောက်ပံ့ရဟင်ဘဂဗ္ဗလေဆန္နာပြရဆိုတာမျိုးဖြစ်နေအညာကြီးအညာခံရရပြန်ကရင်မှာဘဂဗ္ဗမရှိဘူးဘာသာမှမချဘူ ကချင်မှာပကဖပါသုံးလုံးမရှိဘူးဘာသာမှမကြားရခိုင်မှာဟောပါသုံးလုံးရှိတာမရှိဘာသာမှမကြားဒီစကိုင်းမကွေတခုထဲမှာဒီပါသုံးလုံးပြက်တနာဟာတော်လိုက်တည့်ရလုံးကိုအင်မတန်ပုံရိပ်ကျစေတဲ့အခြေအနေတွေအများကြီးဖြစ်နေတယ်ဒီပတ်ကမကိုဘသူဖွဲ့ခဲ့တာလဲဘာကြောင့်ဖွဲ့ခဲ့တာလဲရည်ရက်ကပါလေ အာခတ်တတော်အေအေရှိတဲ့ရခိုင်ပြည်နယ်ကိုကြည့်ရအောင်အာခတ်တတော်အေအေဆိုတဲ့ Arkham Army ရှိတယ် ARP ဆိုတဲ့ sorry အုတ်ချုပ်ရေးအဖွဲ့ရှိတယ်နှစ်ခုပဲပြီးပြီတက်ရှိမယ်အုတ်ချုပ်ရေးရှိတယ်ဒါပဲကချင်ကိုကြည့်ရအောင်ကချင်မှာလည်းဒီတိုင်းပါပဲ KIA KIA ရှိမယ် KIA ဆိုတဲ့ကချင်တက်ရှိမယ်ကချင်အုတ်ချုပ်ရေးရှိတယ် ဒါပဲကျွန်တော်တို့ဒီဘက်သခိုင်းမကွေးမှာအဲ့လိုဟုတ်မနေဘူးတရင်တပ်ဖွဲ့တွေကအသီးသီးအများအများရှိတယ်ပြီးတော့တက်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နောက်ထပ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့ဘကဖဟိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဟောလက်နက်ကင်နှစ်ဖွဲ့ထားပါတော့ပအဖအဖတို့ပလာဖတို့ကတော့ပအဖဆိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပလာဖာလို့ပြည်သူလုံခြုံရေးအဖွဲ့ရေးလို့ပဲထားလိုက်ဘူးရေးဒါသဘောတူသေးတယ်ပဖာပြည်သူအုပ်ချုပ်ရေးသဘောတူတယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့ပြည်သူကာဝေးတက်မလို့ဒီနည်းဆိုမရဘူးလားပကဖာ PDF ကနှစ်ခုလက်နက်ကန်တက်ပြီးဘာလို့ဖြစ်နေတာလဲဘာကြောင့်ဖြစ်နေတာလဲဘာရွယ်ချက်နဲ့ဖွဲ့စည်းတာလဲဘလို့အကျဉ်းစီတွေရှိလို့လဲပကဖာတွေလုံးသမျှအကုန်လုံး NUG ကိုတော်လိုင်းကြီးကိုပုံရိပ် ထိခိုက်စေပြီးဒီဘက်ကဖရီလုံရက်တွေကြောင့်ပြည်သူလူထုဟာတော်လှန်ရေးကိုစိတ်ပြတ်သွားမှာမပါတော့ဘူးကွာမင်းတို့ဟာရှုပ်နေတာပဲဒါမျိုးအတန်ကြီးကျွန်တော်မကြဘူးလားဒီတော်လှန်ရေးပုံမှာ ပြည်သူတယောက်ချင်းတယောက်ချင်းတယောက်ချင်းကိုတော့ပအောင်မနေစည်းရုံးနေရတဲ့အချိန်မှာခင်ဗျားတို့ကဒေသခံပြည်သူတွေအပေါ်မှာစည်းရုံးရေးမဆန်တဲ့မောက်မောက်မာမာပြောဆိုမှုတွေလုပ်နေတာဘူးတော့ ထိုင်ကြည့်နေတယ်အရေးမယူဘူးသက်ဆိုင်ရာအဖွဲ့အစည်းတွေကဖွဲ့စည်းတာဝန်ခံဖွဲ့စည်းထားတဲ့သူတွေကကြီးရဲ့ချက်ရှိရှိကိုထိုင်ကြည့်နေတယ်ဆိုရင်တော့ဒါတော်လိုင်းကြီးအပေါ်မှာဖြတ်လို့ဖြတ်စည်းလုပ်နေတာပဲလို့ကျွန်တော်တို့ယူဆရပါလိမ့်မယ်ဒါကဘက်ကဖာအတွက်တစ်ဖြတ်ပါ ဂျာတွေကတော့ကျွန်တော်ဗီဒီယိုကိုကြည့်တဲ့လူတွေထဲမှာတာမညာညောင်ညာတွေမပါဘူးနှစ်နဲ့ခြီးပြီးကြည့်တဲ့လူတွေနိုင်ငံကြီးတော်လှန်ရေးအတွေ့အကြုံရှိတဲ့လူတွေတတိမိုင်းကိုမျက်ခြေမပြတ်ကြည့်နေတဲ့လူတွေတကယ်ကိုတော်လှန်ရေးမှာယုံကြည်ခြင်းနဲ့ပါဝင်ပြီးတော့ဓမင်းငတ်ခံဆင်နွှဲနေတဲ့လူတွေတော်လှန်ရေးရဲဘော်တွေတိုင်းသားဒေသအသီးသီးကပုံကိုယ်တွေနိုင်ငံတကာကသူတွေအများကြီးကြည့်နေတယ်စင်ကြုံတရားနဲ့စဉ်းစားပြီး ဒီလူတွေဘာလုပ်နေရလဲဆိုတဲ့ရွေချက်ကိုကောမမဝိုင်းပြီးကြပါဘူးလူကြီးမျိုးဘလို့ထင်နေပါလဲတဲ့ဟုတ်ပြီနောက်တစ်ခုစကြရအောင်မိမိနေကောင်းလားမိမိလို့ပဲကျွန်တော်တို့ရဲ့အမေရွယ်အမေအရွယ်ရှိတဲ့ဒေါန်ဆန်းစုကြည်တိုင်းပြည်လုံးကတော့ချစ်စနိုးနဲ့အမေစုလို့ခေါ်ကြတယ်တိုင်းပြည်ရဲ့မိခင်မို့လို့ တော်စဆုကြီးလို့ခေါ်ခွင့်ရှိတယ်အမေစုလို့ခေါ်လို့ရတယ်တော်စုဆိုတဲ့စစ်တပ်အုံလုံးကိုတော့အန်ယူဂျီကဝင်ကြီးတွေခဏခဏခေါ်တာကျွန်တော်ကြားရတယ်အပုတ်ချတာမဟုတ်အဲ့ဆက်ကွန်ရှော့ပြရဒါပါဒါကအရင်မကြည့်ပါဘူးပြည့်ညက်တွေပါဗျာနော်ပြည့်ညက်တွေနာမည်ဆိုတာပြည့်ညက်ပဲအမေစုတော်စဆုကြီးနေကောင်းလားအမေဒီကနေ့တော့တော်စဆုကြီးနဲ့ပတ်သက်တဲ့သတင်းတစ်ခုထွက်လာပါတယ်တချို့တွေတော်တော်များများလေး သတင်းတွေမှာဖတ်ပြီးသားဖြစ်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တိတိကျကျပြောပြချင်တာလေးတွေရှိလို့ကျွန်တော်ထွက်ထည့်ပြောတာဖြစ်ပါတယ်။အဲ့တော့ဒေါက်ဆာစုကြည်နဲ့ပတ်သက်ပြီးဒီနေ့ထပ်ပြီးထွက်လာတဲ့သတင်းအရှိကထွက်လာတဲ့သတင်းတွေတော့ရှောက်ဘာကြောင့်ဒီသတင်းတွေထွက်လာတာလဲ။နံပါတ်1နံပါတ်2ရက်ဆက်မှုအစ်စ်တွေနဲ့ညီညာရေးအတုလုပ်ပွဲကြီးကို မြန်မြန်ဆန်ဆန်ကြီးလုပ်နေကြတယ်။နံပါတ်၃ရွေးကောက်ပွဲကိုလုပ်ဖြစ်အောင်လုပ်မယ်ဆိုပြီးစစ်နဲ့နိုင်ငံရေးအတွဲဆက်ကိုတွဲတင်ပြီးရွေးကောက်ပွဲထွက်ဖို့မင်းအောင်လိုက်ပြင်နေတယ်။လက်ရှိဒေသအနှံ့အပြားအတီးသီးမှာပေါ့ဗျာ။မြို့ပေါ်တွေကိုပြန်လဲထိန်းချုပ်ဖို့စစ်တပ်ကရှိုးဝအမိတ်တွေထုတ်ပြန်လိုက်တယ်။ကျေးရွာဒေသအားလုံးတီးသီးကိုတော့မထိန်းချုပ်နိုင်ဘူး။လက်လို့ဆုံးရှုံးထားရတဲ့နေရာတွေက မြို့ပေါ်ကွက်ကွက်လေးတွေကိုလိုက်ထိန်းချုပ်ပြီးရွေးကောက်ပွဲကိုကျင်းပနိုင်အောင်ဆောင်ရွက်မယ်ဆိုတဲ့စီရင်သတင်းတစ်ခုရှိနေပါတယ်။နိုင်ငံရေးဘက်မှာတွေ့ဆုံဆွေးနွေးရေး Peace Talk တောင်ဆန်းစုကြည်ရဲ့သတင်းတွေလိုင်းလိုင်းထုတ်ဒီ၃ချက်နဲ့ထွက်ကစားတာကိုတွေ့ရပါတယ်။ဆင်ကျင်နိုင်မှုပါ။တိုင်းပြည်ကိုပြုတ်ပြင်းပြောင်းလဲမဲ့တော်လိုင်းရေးသမားနိုင်ငံရေးသမားတွေဟာဗတ်ပေါင်းစုံကဆင်ကျင်တုံ့တက်မှရပါလိမ့်မယ်။အပြုံမြင်ကြည့်ရမယ်။ သဘောထားကြည့်ရမယ်နားလွယ်ခွင့်လောက်ပါဒီအခြေအနေတွေကျွန်တော်တို့ဒီအခြေအနေတွေနဲ့မှကျွန်တော်တို့တိုင်းပြည်ကိုပြန်လဲပြုပြင်တည်ဆောက်လို့ရမှာဖြစ်ပါတယ်ဆဲဆိုနေမဲ့ကစားပြီးပြောပြီးတော့ကြက်လက်ထွက်မှာမဟုတ်ဘူးကဲဟုတ်ပြီဒေါံဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ဘာတွေထွက်ပေါ်လာလဲနေပြီးတော့ချော့တော်နဲ့14မိုင်กว่าမှာရှိတဲ့စစ်စင်ရေးအတူအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းချက်စွာနဲ့ ဖန်စီထိမ့်သိမ့်ရတယ်လို့သိရတယ်။ဒေါ်ဆက်စုကြည်မှာနှလုံးနဲ့ပတ်သက်တဲ့ယောဂဝေဒနာခံစားနေရတယ်လို့လည်းအကြံဉာဏ်သိရတယ်။နောက်တစ်ခုကသွားသွားနာအသက်ကြီးတော့သွားလိမကောင်းတာတော့သွားလိနေတာလို့ဖြစ်တာနဲ့ပတ်သက်ပြီးတော့လေဘာစေကုတာကုမမပေးဘဲနဲ့အနုနီးနဲ့စစ်တာဟာတောင်ဆန်းစုကြည်ကိုနှိမ့်ဆက်နေတယ်။ပေါင်နဲ့နှိမ့်ဆက်တာပေါ့ဗျာ။ဥပဒေကနှိမ့်ဆက်တာဗျာ။ အဲ့တော့အကြံဖတ်မှုဖိနှိပ်မှုရက်ဆက်မှုဆိုတာအမျိုးမျိုးရှိတယ်တရားလက်လို့လက်လို့စပယ်နှိပ်ဆက်အကြံဖတ်မှုတွေရှိတယ်တရားဥပဒေဘောင်တွေကစနစ်တကျတည်ဆောက်ပြီးနှိပ်ဆက်တာရှိတယ်စနစ်ရဲ့အကြံဖတ်ခြင်းတွေရှိအများကြီးပဲအများကြီးပဲပြောရင်လူမျိုးတော်ပြောရင်ဒါတွေပြောရင်ဒါတွေပြောရင်အရှိတော့မှာဆိုအကြံဖတ်ခြင်းကအမျိုးမျိုးရှိရုပ်မာခြင်းမယိုင်းခြင်းနှိပ်ဆက်ခြင်းဖိနှိပ်ခြင်းတွေကနီလန်ပေါင်းစုံနဲ့ရှိနေတယ် တော်လိုင်းထဲမှာလည်းရှိတယ်တော်လိုင်းအပြင်မှာလည်းရှိတယ်နေ့စဉ် line ကစီးနေတာလည်းထဲမှာလည်းရှိတယ်တိုက်စီမောင်းနေနေလည်းရှိတယ်ဥမာတိုက်စီသမားတွေဆိုရင်မော်တော်ဘီကကဖမ်းနေဒါဟာပြိနေချင်းတမျိုးပါပဲနောက်ဆုံးမရရအောင်ဖမ်းပြီးပတ်ဆံတောင်းနေဒါစနေတွေကပြိနေနေတဲ့ပုံစံတွေစာသင်နေနဲ့ဆရာမကအတန်းထဲကကလေးတစ်ယောက်ကိုသူ့မိဘနဲ့မတွေ့ရတော့၎င်းဒီကလေးကိုတခုခုကြောင့် အဲ့ဒီကလေးတွေတာတင်တဲ့ကလေးတွေအားလုံးတွေကမှဒီကလေးကိုညှိုးပြီးတော့စာအမြဲတမ်းမေးတယ်အမြဲတမ်းမျက်စိတောက်တောက်ရှိပြီးအပြစ်ရှာတယ်စနစ်တည်းကဘုံတွေကနေပြီးတော့စိတ်ကိုရောလူကိုရောရုပ်ကိုရောဖိနှိပ်တဲ့နီလန်ပေါင်းစုံအများကြီးရှိတယ်အဲ့ဒီမှာတောင်ခန်းစုကြည်ဟာထွက်ပေါ်လာတဲ့သတင်းတွေရသောဤကဲ့သို့နီလန်ပေါင်းစုံကိုရင်ဆိုင်အန်တုခံစားနေရတယ်မတရားမှုကိုလည်းတိတိကျကျနဲ့စစ်တပ်ရဲ့လက်နက်ကင်တပ်တွေရဲ့ ဖမ်းချုပ်ထားမှုခံပြင်းနေပြီမဲ့လေအသက်80အမေဦးကငင်ခံပြီးတော့ငင်ခံရောလွယ်လို့မလုပ်နိုင်ပါလေအပြင်မှာရောက်နေတဲ့မေစုကိုချစ်တဲ့သူတွေကနေပြီးတော့အချုပ်ထုံတွေကိုရိုက်ချိုးသင့်တယ်မလားနော်အဲ့တော့ဒီအမေဦးဝကျွေးကြည့်ပါလေဗျာဒီတိုင်းပြည်အတွက် အဖေဖြစ်သူကလည်းလွတ်လပ်ရေးရအောင်ယူရင်းလို့ဆိုပြီးတော့လုံချံခံရတာမျိုးမာရဏီမှန်တာတွေတပိုင်းထားစေတနာတရားကိုတော့အတိမံပြုလို့မရဘူးဒေါက်တာစုကြည်သူ့အတူအင်္ဂလန်မှာအမေရိကန်မှာပညာတတ်လူလန်းသားတည့်ရအနေနဲ့ကောင်းကောင်းရှင်သန်လို့ရတဲ့အနေအထားမှာဗမာပြည်ကိုလာပြီးတော့တိုင်းပြည်ကိုပြောင်းလဲဖို့ကောင်းဖို့ဆောင်ရွက်တဲ့အခါမှာအခုဆိုရင်ဒေါက်တာစုကြည်အကျယ်ကျုပ်နေရတဲ့နှစ်ကလေးနှစ်30ကျော်သွားပြီ ထောင်ထဲမှာနေရနှစ်30ပထမတစ်ခါမှာ28နှစ်အခုတစ်ခါ5နှစ်ကျော်5နှစ်ဖြစ်လာနော်ဆိုတော့လူတက်တန်းမှာတော့ဆန်းစုကြည်ဟာထောင်ထဲမှာနေတဝက်လောက်လူတက်တန်းကုံဆုံးသွားတာမျိုးကျွန်တော်တို့တွေ့ရတဲ့အတွက်တော်တော်ကိုစိတ်မကောင်းဖြစ်နေတယ်ထပ်ပြီးတော့လုံလုံတဲ့စေကုသားမှုတွေမပေးတဲ့အဖြစ်ကိုတရဇက်မှာပေါ့တရဇော်မြင့်မောင်မနေ့ကဆိုမန္တလေးတိုင်း လွတ်တော်ဥက္ကဋ္ဌအပါဝင်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေဟာအနုနည်းနဲ့နှိမ့်ဆက်မှုတန်ကြောင့်ထောင်ထဲမှာတိမ်ဆုံနေရရတယ်။ဒါဘုကြည်ချင်းရပြည့်တော့ဟန်ဆုကြည်ကိုကျွန်တော်တို့ကစိုးရင်တရားရှိတဲ့အနေထိအနေထားလို့ကျွန်တော်တို့ကယူဆလို့ရပါတယ်။အဲ့တော့ထောင်ထဲဆရာဝင်ပေါ့ဗျာဥမာပြဒီသူတို့ခွင့်ပြုလာတဲ့စစ်တပ်ခွင့်ပြုလာတဲ့ဆရာဝင်နဲ့သာပေါ့နော်။ စေမီတို့တွေနဲ့အခုပုံစံမျိုးဖြစ်နေတယ်ဒီအသက်အရွယ်မှာနိုင်ငံကောင်းဆောင်တရားအနေနဲ့ America check ကတ်တွေစနစ်တကျစစ်ဆင်းမှုတွေလိုအပ်တယ်သို့တော့မလုပ်ပေးပါဘူးတွားတွားနဲ့ပတ်သက်တဲ့ဝေဒနာတွေဆိုကျွန်တော်တို့ခေအခေါ်ကားဆိုတွားကရင်လေးညင်းပွင့်ထိုးထည့်ဆိုတဲ့အနေအထားမျိုးတွေပေါ့ဗျာတွားကရင်စားရင်လည်းပလုတ်ချင်းဆိုတာမျိုးလေးတွေနဲ့နေ့စဉ်ရှင်သန်နေရတဲ့အခြေအနေကိုတွေ့ရပါတယ်အဲ့တော့ဒီသတင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့ မြန်မာနိုင်ငံကိုရန်ကုန်ခေတ်တင်မှာကိုကျွန်တော်တို့ဖတ်ပါတယ်အဲ့တော့ကျွန်တော်တေချာလေ့လာကြည့်တဲ့အခါမှာဒေါ်ခန်းသူကြည်ကိုမတရားဖမ်းဆီးအချင်းချမှုတွေပတ်သက်ပြီးနောက်ဆက်တွဲတာဝန်ခံရမဲ့သူတွေကိုကျွန်တော်တို့သူတို့ရေးသားရတာကိုတွေ့ရပါတယ်နော်အဲ့ဒီမှာစေအောင်စုခေါင်းဆောင်တစုလုံးပေါ့ဗျာမင်းအောင်လိုက်စိုးဝင်းတန်အစအစရှိတယ်အခုစစ်စစ်ထောက်ထုတ်ဖြစ်လာတဲ့ကောင်းကြီးညှစ်ကိုဖြစ်လာတဲ့ကောင်းကြီးပေါ့နော်ပြည်ထရေးဝန်ကြီးအောင်စွတ်တော့နော်ပြည်ထရေးဝန်ကြီးအောင်ရှာပြစ် ီရေးဝန်ကြီးထွန်းထွန်းနောက်လက်ရှိကာတာဆာ၆မှုတွေဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးတန်းလိုင်ဒုတိယဗိုလ်ချုပ်ကြီးတန်းထွန်းဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်အချင်းဦးစည်းတနာမျိုးကြားရေးမှုအောင်စော်ဝင်အချင်းဦးစည်းတနာမျိုးကြားရေးမှုချုပ်မျိုးစုဒါရီနောက်တစ်ယောက်ကနေပြီးတော့အချုပ်ထောင်ထောင်ပိုင်ဦးသိန်းစောဒုထောင်ပိုင်ဦးကျော်သူတို့က ်ဦးသည်အရာရှိအောင်တန်းမြင့်လက်တော့ကြီးကြဲမှုကြောင့်မင်းထားဦးသည်အရာရှိတိမ်ကီမြင့်လက်တော့ကြီးကြဲမှုမေသူအောင်လို့ပါဝင်တယ်လို့ကျွန်တော်တို့အကြမ်းမြင်သိရပြီးတော့လက်ရှိစစ်ဆေးနေတဲ့နေပြီးတော့တရားရုံးလို့ခေါ်တယ်နေပြီးတော့အချုပ်ထောင်တရားမှုတရားသူကြီးတွေဆိုတဲ့ကောင်တွေကတော့ဇဘူတိမျိုးနဲ့တရားသူကြီးဥမောင်မောင်လွင်တက္ကိနာခေတရားသူကြီးဥရဲလွင်မန္တလေးတိုင်းတရားလွတ်တော်တရားသူကြီးဥမြင့်တန်း မန္တလေးတိုက်ဒေသကြီးတရားလွတ်တရားသူကြီးချုပ်တော်တင်းတင်းဝေကဒေါ်ဆန်းစုကြည်ကိုမတရားဖမ်းဆီးရုံမှာမှုမှာတတွဲတဲ့ပါဝင်ခဲ့တဲ့သူတွေလို့ကျွန်တော်တို့ကတတိယအရာလိလာတုံးသက်သူကိတနာပြုချက်အများအရာကျွန်တော်တို့တွေ့ရပါတယ်နိုင်ငံသားခွင့်ရေးတွေအချင်းအောင်လက်ဆွဲဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတဲ့စစ်အုပ်စု အကျဉ်းသားတယောက်ကိုအကယ်၍အပြစ်ရှိလို့ဖမ်းဆီးထားရင်တော့တောင်းဝန်စာထောင်ဝန်စာတွေ့ခွင့်အဲ့တွေ့ခွင့်တွေရှိရပါမယ်။အခုလုံးဝမရှိပါဘူး။အသေးဆုံးပြောတာအသေးဆုံးထောင်ထဲမှာတချို့အကျဉ်းတော်တွေထဲမှာထောင်ဝန်စာပိတ်တယ်လို့ထောင်ဝန်စာအဲ့တွေ့မရှိဘူးဆိုတာအကျဉ်းတော်ဖြစ်တယ်ဖြစ်တတ်မှတ်ပြီးတော့ပိတ်ချတာဖြစ်ပါဒါမဲ့တော့အောင်ဆန်းစုကြည်ကတော့နိုင်ငံသားတယောက်ရဲ့အခွင့်အရေးနဲ့အချင်းတော်အချင်းသား လက်ဆွဲဥပဒေတွေကိုချိုးပေါက်ခံရပြီးမတရားပြုမှုဆောင်ရွက်ခံရတယ်လို့လည်းအောက်တိဒါဖြစ်မှာပါအဲ့တော့နေပြီးတော့ထောင်နဂါးတွေကိုရိုက်ချိုးမှလွယ်ကျန်တော့အခြားမရှိဘူးဘောင်သတိကြီးကိုတကယ်ချစ်ကြရင်အဘူစာသားတွေငွေနစ်ကိတ်ခွဲတာတွေလုံးလုံးနေကြပဲဒီကဒီလောက်မဲ့အချိန်ဒီမှာတော့သူလွတ်မြောက်ရေးတိုက်ပွဲဝင်မှုပုံစံနီးနာအမျိုးမျိုးကိုဆောင်ရွက်တင်ပါတယ် ။တမောင်များစွာသောပြည်သူလူတွေဟာတောင်ဆန်းသူကြီးကိုချစ်ကြပါတယ်။တမောင်များသောပြည်သူလူတွေမှာမှတောင်ဆန်းသူကြီးရဲ့အနီးကပ်ဆုံးသူတွေတောင်ဆန်းသူကြီးနဲ့အတူအလုပ်တွဲလုပ်ခဲ့တဲ့သူတွေကအခုဆိုရင်တိုင်းပြည်ရဲ့ဟိုဒီတော်လိုင်းရဲ့ထိပ်ပိုင်းခေါင်းဆောင်တာဝန်တွေကိုယူလာတဲ့လူတွေဖြစ်တဲ့အတွက်ဒီအမေစုကိုငါတို့ကဲထုတ်နိုင်အောင်ဘယ်လိုမှအပြွာတွေချပြီးဘယ်လိုစစ်စင်ရေးတွေဆောင်ရွက်မလဲဆိုတာမျိုးကိုစဉ်းစားဆင်ခြင် ဒီချင်းကြီးတွေရှိနေပါလေနောက်တစ်ခုကပကိုးတိုင်းဘောမှာညောင်ခါရှင်ကိုမတိုက်ကြဘူးလားလို့ဆက်မေးချင်ပါတယ်ညောင်ခါရှင်ကိုတိုက်မှရပါလေညောင်ခါရှင်ကိုမတိုက်ရင်ခဏခဏမိနေတာညောင်ခါရှင် is great gate ကိုဒုံးနဲ့ဘုံကျဲချလို့မရနိုင်ဘူးလားစဉ်းစားကြည့်လားညောင်ခါရှင်စစ်စေး is great gate ကိုလက်နက်ကြီးတွေနဲ့ထုတ်လို့မရဘူးလားဟိုတလောကကျွန်တော်တို့လက်နက်ကြီးတွေအများကြီးတင်းစီရမိထားတယ်လေ190မမတွေနဲ့ ခုနမိုင်กว่าနဲ့ပြစ်ထုတ်လို့ရပါတယ်။ညောင်ခါရှိဂိတ်ကိုတော့တိုက်ကိုတိုက်မှရတော့မယ်။ဒီနေ့မှတော့ဘကိုတိုင်းဝေါ်ညောင်ခါရှိဂိတ်မှာအမျိုးသမီး၂ယောက်ပစ္စတိုရီနဲ့ဒီကနေ့ဖန်ဆီခံရပါတယ်။ကြီးစံတွေလည်းပါတယ်၊ကြီးကားတွေလည်းပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့အတည်ပြုလို့ရပါတယ်။အဲ့တော့အသက်၄၀အရွယ်၂၀အရွယ်အမျိုးသမီး၂ဦးလို့ အကြမ်းမြင့်သိရပြီဒိုက်စီရင်မောင်းစော်မင်းအောင်ကိုတော့စစ်တပ်ကချက်ချင်းဖမ်းဆီးပြီးတော့ဝေါ်မြင့်နဲ့ရဲစခန်းကိုပို့လိုက်တယ်ကျွန်တော်သိရပါတယ်အဲ့တော့ Telegram နေစစ်ကောင်စီ Telegram နေမှာတော့ညောင်သားရှေ့မှာပစ္စတိုစကူလက်ကြီး38ခုနဲ့ကြီးစံအများပြဖို့ဖမ်းဆီးရရှိထားတယ်လို့ကြီးတားနေကြပါတယ်အဲ့တော့ပြီးခဲ့တဲ့ match လ12ရက်နေမှာလေ ရောင်ကားရှင်မှာစံကယ်ကယ်ရီမောင်းနေလာသူတဦးကိုစံကယ်ကာဘာရီအောက်မှာတဲဆောင်လာတဲ့ပစ္စတိုတနက်ရှစ်လက်နဲ့ကြည်စံတွေတွေ့ပြီးဖမ်းဆီးခဲ့ပါသေးတယ်။အဲတော့ဖမ်းဆီးခဲ့တဲ့မျိုးသမီးတွေပြောဆိုကြရတလက်ကိုတဲကဘတ်6500ရရတယ်လို့အချမ်းမြင့်သိရပါတယ်။အဲတော့ဘကူဘောကအညောင်ကားရှင်ကတော့ဒေါ်လာကြီးတက်တွေလက်နဲ့တဲဆောင်ရောင်းလမ်းကြောင်းမှာအကြီးကျယ်အနောက်ချက်ပေးနေတဲ့ဂိတ်တကိန်လို့ ကျွန်တော်တို့ယူဆသုံးသပ်လို့ရပါတယ်။ဒါပြင်မှာပြောပွဲတရင်ရှိမန္တလေးတိုင်းပြောပွဲအလေးပြောပွဲမှာတော့26ရက်နေ့ည8:00နာရီမှာစကြေးကောက်ရဲခိုးတဲ့လူတွေဝတ်တယ်ဆိုတော့ဖက်စစ်တပ်ကစခွေးလေးကောင်ရဲတအူးနဲ့ပြူစော်တိတအူး စုစုပေါင်း6ဦးကြိုတင်ကင်းထောက်ပြီးတော့စနေတကြဝင်ရောက်ပြစ်ခတ်ရှင်းလင်းပါတယ်အရာခံဗိုလ်တဦးပါဝင်ဖက်စစ်တပ်ကစစ်သား4កောင်မတာပေါ်သွားပါတယ်အမေဝမ်း3လက်ကြီးတန်း64တောင်းနဲ့စက်ကြီးကောက်တဲ့ငွေ38500ကိုဒိန်းစီရမိတယ်ဖုန်းနှလုံးနဲ့ပါပါတယ်အဲ့တော့ရဲစခန်းပဝင်းချင်းမှာစက်ကြီးကောက်တယ်တရင်နေကြိုထောက်တယ်စနစ်တကျရှင်းလင်းမှုရဲ့ အောင်မြင်မှုလို့ကျွန်တော်တို့ပြောရအောင်အဲ့တော့ဒီနဲ့ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအောင်ဆန်းလန်းမြေအောက်တရားတပ်ဖွဲ့ကချင်းလင်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့တော့မြို့ပြတပ်ဖွဲ့တွေကတော့နီလန်ပေါင်းစုံနဲ့ဖက်စစ်တပ်ရဲ့တောက်တိုင်ညီမှန်သမျှကိုရှင်းလင်းနေတာကိုကျွန်တော်တို့တွေ့ရပြီးရန်ကုန်မော်ပြီးမှလည်းမြို့မှာ yes kennedy ဝင်ရောက်တိုက်ခိုက်မှုတွေရှိလို့မတာပေါ်တဲ့အခြေအတွက်ကိုတော့ကျွန်တော်တို့ အသိစိတ်စုံစမ်းနေစေပါဆိုလိုတာကပြောချင်တာကဒီတော်လိုင်းရေး2025ဒီနှစ်ကုန်ပိုင်းကာလရီမှာအကောင်းဆုံးရောပြွန်းမှုတွေမျက်နှာဖုံးကွာချမှုတွေတော်လိုင်းဘက်ကရာဂိုင်းလုံးတရင်နေစိတ်မနစ်ပြုတ်ဝဲရပကဖာနေရဲ့ရှင်းဝေမင်းမှုတွေဒါတွေရှိတယ်တပတ်မှလေဖတ်စစ်တဲ့ဖတ်မှလေတူတူတူဇဘုံကြီးဖန်းတာကအဆောက် ယ်နော်အများကြီးသူတို့လည်းအထဲမှာလောင်မြိုက်နေစလိုတာကတော့တော်လိုင်းကြီးကအထော့အထိတ်ကိုတပြေးပြေးရောက်လာပြီဆိုတော့ကျွန်တော်တို့တရှိနားလည်ဖို့ဖြစ်ပါတယ်အကြခင်ကမှတိတ်ပိုက်ရရှိထားတဲ့ကံထောက်အောင်ပွဲဗမောမြို့သိမ်းတိုက်ပွဲအခြေအနေတွေဥက္ကဋ္ဌကရင်ပြည်နယ်မှာဝိုင်းဝန်းပိတ်ဆို့ပြီးမကြခင်ရရှိနိုင်တော့မယ့်အခြေအနေတွေအခြားကရင်ပြည်နယ်သတင်းတွေ ါတွေအလုံးကိုကြည်ရင်လည်းဘတ်စစ်တပ်ဟာကောင်းမထောင်နိုင်တော့လောက်အောင်အကြောင်ကြီးကြောက်အစိုးရင်ကြီးစိုးရင်ပြီးတော့စစ်တပ်တို့မြည်သည်စစ်ရှုံးခံဒီမှာညီငယ်ကြီးစကားပြောလို့ရှိတယ်အကဘာဥပဒေတာရေရန်ကုန်မန္တလေးအမြန်လန်းလမ်းဟောင်းကိုးနေရာတပြိုင်နဲ့တိုက်တာတွေနော်ဇေယောဒီတခြားဆက်တောင်းမှုဒီတဲ့င်းတွေ တော့ဗစစ်တပ်ရဲ့အပေါင်းပါတစုဟာရှင်းရှင်းပြောရင်ကြောက်လန့်တုံလုံးကြီးလန့်စားစားအချိန်ကြီးတော့ရောက်လာနောက်တစ်ခက်နောက်တစ်ချက်ကောက်ချက်ချမယ်ဆိုစစ်တပ်တို့မြည်သည်ဖတ်ပြောမယ်စစ်ရှုံးတော့မှာကိုကြိုတင်ရိမ့်မိလို့ရှိရင်ဘာလို့လဲသိလားငိမ့်ညံ့ရေးစကားပြောလို့ရှိအဲ့တော့အတူရောက်ငိမ့်ညံ့ရေး peace တော်ကြီး peace forum ကြီးမှာ ဘသူတွေကဖားလဲဘသူတွေကငားလဲကွက်ကွက်ကွင်းကွင်းတရှိအောင်ဆောင်ရွက်ပေးတဲ့မင်းအောင်လိုင်ကိုလည်းတဏီတပုံအဖြစ်တော့ကျွန်တော်တို့ကျေးဇူးတင်အောင်လုပ်ဒီအချိန်မှာပြည်သူနဲ့အတူဘသူရက်လဲပြည်သူတက်ပြတ်နေတာကိုမျက်ကွယ်ပြည်သူတက်ပြတ်ခံနေရတာကိုမျက်ကွယ်ဘသူပြုနေလဲဆိုတော့နိုင်ငံရေးသမားမျက်နှာဖုံးနေကွာကြတယ်ပွဲငွေဦးတော်လန်ကြီးဟာဖားနဲ့ငားနဲ့ကွဲတဲ့ပွဲ ငွေဦးတော်လံရေးဟာစကားစစ်တဲ့ပွဲဒါကြောင့်မို့ဤလိုအခက်အခဲတွေရှိနေတကားမို့ကျွန်တော်တို့အောင်ပွဲကိုရှောက်မနိုင်နိုင်အောင်ဒီမျိုးဆက်မှာရအောင်တိုက်စစ်တပ်တို့ကြီးထပ်ပြောမယ်စစ်ရှုံးကန်ဒီမှာငင်းငယ်စကားတွေပြောလို့ရှိဒီညတော့ဒီလောက်ပါပဲအောင်ဂျေဇုတက်